အချို့မို့ကိုဒီအိန်းင်းချင်းထိုင်းနိုင်ငံနဲ့အရှိတောင်အာရှနိုင်ငံတချို့ကတော့အစားကြတယ်ပေါ့နော်အဲ့ဒါနဲ့ဒီယူရိုပကအနောက်နိုင်ငံကမိတ်ဆွေတငင်ချင်းကိုမင်းကြီးရဲ့ခါကြတော့သူတို့နိုင်ငံမှာကြတော့ဒီ import လည်းမလုပ်ဘူးဒီသူတို့လူမျိုးတွေကစားလည်းမစားကြဘူးချုံမို့လုံးဝမစားဘူးနဲ့ ဒီနိုင်ရင်ဒီဒီအရှိတောင်အာရှနိုင်ငံတချို့မှာပဲစားတာတီထွင်တာလည်းအရှိတောင်အာရှနိုင်ငံကပဲပေါ့နော်အာဆိုဒီကနိုင်ငံကလူကြီးအကြောင်းတော့ဒါကပါဇက်ကရှာကနေပြီးတော့အရသာခံတာအကျင့်ပါနေတာပေါ့သူတို့တင်ကကြာတော့အချုံမမပါဘင်းနဲ့ချက်တာမျိုးဟိုဒါကသူတို့နေ used to ဖြစ်နေပြီးအကျင့်ရနေဒါကြောင့်မို့ မျက်စိရတဲ့အကျင့်ပေါ့နော်ရှာတဲ့အကျင့်ပေါ့နော်နောက်ပြီးတော့ဝမ်းကကြတော့ချင့်ဆိုချင့်ချင်ပြီးတော့စားတော့ရဲဆိုဖျားဟောထားတယ်နော် အဲသူတို့နိုင်ငံနေမှာကြတော့လေအချို့မဟုတ်လုံးဝဒီ Europe ဒီမော်နော် UK တို့ America တို့အာစသည်ဖြင့်နိုင်ငံနေမှာဆိုရင်အနောက်နိုင်ငံနေ New Zealand တို့ Switzerland တို့ Netherlands တို့စသည်ဖြင့်ပေါ့လေဒီလိုအနောက်ငယ်နိုင်ငံနေမှာအချို့မဟုတ်လုံးဝမဆောင်နာမည်ကိုစီရင်ဦးလေအများကြီးထည့်ပြီးတော့မချဘူးသူတို့နိုင်ငံကစီရင်ဆိုရင်လေဒီ olive oil sunflower oil ဆိုရင်တကယ် အစ်စ်တွေပေါ့နော်ထုတ်လို့တာဒီမှာလိုမျိုးအရောနှော်တွေမုံဒီမှာတော့ပဲစိန်လို့ပြောထားတယ်တခြားစီရောတယ်ပေါ့နော်အဲစီဆက်ကောရောတာပြီးတော့ဆိုင်ရောရောက်သွားတခါထက်ရောတယ်အဲ့အမျိုးတည်းရာဒါကျမကြီးထိခိုက်တဲ့ကြောင့်မို့ဒီငယ်မှာဆိုရင်ဟာကင်ဆာဖြစ်တဲ့လူကြီးရနိုင်ငံရဲ့လူကြီးနဲ့ရှင်လိုက်တဲ့ကောင်မအရင်များနေရဆိုတာဖြစ်မယ်ဆိုဒီလိုမျိုးအစားအသောက်တည်းရာဒီအချို့မုံနေပေါ့နော် ဒီအယတာမှုန်နေကိုဒီဆိုင်နေရနေပြီးတော့ထည့်ပြီးတော့ရောင်းနေရင်ဆိုရင်ဒါကအများကြီးထည့်ပြီးတော့ချက်တယ်သူတို့ရံကြသူတို့အဲ့လိုမျိုးထည့်ပြီးတော့မချင်ရင်အရသာမရှိရောရင်ဒီ customer တွေမလာတော့မှရောင်းမကောင်းတော့မှစိုးရိမ်တာအတကယ်တော့အဒီမတည့်ပဲနဲ့ချင်နေတဘာဝ nature taste ကရှိပြီးသားပဲပေါ့နော်အစားအသောက်တွေအသားငါးရယ်ဆိုသူတို့ရဲ့ taste ကရှိပြီးသားပဲ ခုဆိုရင်အိမ်မှာဆိုရင်အချုံမမစားတာကအတီးပေါ့နော်၁၀နှစ်လောက်တောင်ရှိသွားပြီအဲ့ဒါအဲ့ခါကြတော့တပ်ပြီမင်းအဲအဲ့ဒီအရာတာကသူ့ဟာသူဒီချက်သားတော့ငါလို့ဆိုရင်သူတို့မှာဟော taste က natural taste ကရှိပြီးသားစိမ့်စိမ့်လေးပေါ့နော်အဲ့ဒါကိုသဘောကျတာအာအဲ့ အဲ့ကြောင့်အပြင်အစားစာတွေစားမိလိုက်တာနဲ့ချက်ချင်းပဲတွေးတူရယ်ဆိုသူကတွေးကြုံရင်ကျင်းစီရလိမ့်အဲ့လိုနှလုံးနဲ့တွေးကြုံရောဂါကြီးဖြစ်စီရဲ့အဲ့ကြောင့်နောက်ပြီးတော့ဈေးစားတော့ဆိုင်နေရတဲ့ဒီအချုံမုံတွေအများကြီးထည့်ပြီးရောင်းနေရင်တို့ကလေဒါတနည်းအားဖြင့်ဒါအကုသိုလ်ဖြစ်နေရပေါ့နော်ဒါကြောင့်မတိမတာနဲ့ဖြစ်နေရင်အကုတ္တိပေါ့ဒါကြောင့်တော့အရှိတောင်အရှာမှာတော့မတချို့နိုင်ငံတွေပဲစားကြတာတချို့နိုင်ငံတွေကမစားဘူး ဂျီရုပ်တီးပေါ့ဒီကဘာမှာရှိတဲ့နိုင်ငံတွေ100ကျော်မှာဒီနိုင်ငံခြားဒီအနောက်နိုင်ငံတွေမှာကတော့ဒီအချို့မဟုတ်မဆောင်သူတို့ကဟင်းခတ်အမွေးကြိုင်ဆိုတာတခြားဟာတွေဝေးတုံးတာပေါ့နော်